တော့ဒကာကြီးဒကာမကြီးများဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမှာလဲဆိုတော့စကားတွေကကိုနားတဲ့ကိုအမျိုးမျိုးရောက်နေတယ်အဲ့ဒီတဲမှာဦးဇင်းတို့ပထမကိုမကောင်းတာပြောတာတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အပြစ်ကိုယ့်ရဲ့မကောင်းချောင်းတွေနဲ့ပတ်သက်ပြီးတော့ကိုနားတဲ့ကိုရောက်လာတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့အရင်စဉ်းစားကြည့်ရအောင်ဒကာကြီးဒကာမကြီးများမကောင်းချောင်းကို သူများပြောတာတွေကြားဖို့လားကြားဖို့တယ် တိုင်းရိုက်ပြောတာလဲကြားလိမ့်မယ်၊ကိုယ်ရာမှာပြောပြီးတော့တဆင့်လာပြောတာလဲကြားရလိမ့်မယ်။ကိုမကောင်းကြဘူးလေ။ဟုတ်လား။အဲ့ဒီလိုပြောရင်ဘလို့နားထောင်မလဲ။ဒီအချက်ကလေးကအရင်စပြီးတော့စဉ်းစားရအောင်။ကိုမကောင်းချောင်းကိုပတ်ဝန်းကျင်ကပြောလာပြီဆိုရင်စဉ်းစားလိုက်။သူတို့ပြောတာဟုတ်သလားမဟုတ်ဘူးလား။သူတို့ပြောနေတဲ့မကောင်းချောင်းတွေဟုတ်သလားမဟုတ်ဘူးလားလို့စဉ်းစား။ဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လဲမဟုတ်ဘူး။ ဟုတ်နေတယ်ဆိုရင်တော့အဲ့ဒါပြင်ဖို့ကြိုးစားရတော့မယ်။နော်တကကြီးများမခံမင်းရဘူးနော်။သူများမကောင်းကြောင်ပြောတာကိုသူတို့ပြောတဲ့အတိုင်းငါမှဟုတ်မြန်နေသလားလို့စဉ်းစား။ဟုတ်တယ်ဆိုရင်မလုပ်ရမယ်။ပြင်ရမယ်။မဟုတ်ဘူးဆိုတာလည်းရှိနိုင်တယ်။မဟုတ်ဘဲနဲ့မုန်းလို့ပြောတာလည်းရှိလိမ့်မယ်။အဲ့ဒီမဟုတ်ဘူးဆိုရင်တော့ဘယ်နဲ့လုပ်မလဲ။သီးခံဖို့ကြိုးစားရမယ်။မှန်ပါဗျာ။နော်။ဒါကြောင့်မကောင်းတဲ့ဇာတ်တွေအပြစ်တွေနဲ့ပတ်သက်လာရင်ဟုတ်ရင်ပြင်ရမယ်။မဟုတ်ရင်သီးခံရမယ်။ ိတ္တပြောကြည့်စမ်းမဟုတ်ရင်ပြင်ရမယ်မဟုတ်ရင်သီးခံရမယ်အဲ့ဒါအဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးနားထောင်နေပဲမှန်ပါဘူးဟုတ်လို့ရှိရင်ပြင်ရမယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရာဓဆိုတဲ့ယဟန်ဦးကြီးတစ်ပါးရှိတယ်အသက်ကြီးမှယဟန်ပြုတာသူယဟန်ပြုတော့သူ့ကိုဘယ်သူကမှယဟန်ပြုမပေးခြင်းဘူးဘယ်ယဟန်ကမှပြုမပေးခြင်းဘူးအဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကို ဒီပုံနာကြီးရဲ့ကျေးဇူးတရားတွေမင်းတို့အပေါ်မှာမရှိကြဘူးလားအဲ့ဒီမှာရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကကျေးဇူးသိသိတာဆိုတော့မှတ်လာပါဗျာတပည့်တော်အပေါ်မှာစွန်းတစွန်းလောင်းမှုတဲ့ကျေးဇူးရှိပါတယ်ဒါကြောင့်တပည့်တော်ဒီရဒီပုံနာအိုကြီးကိုယဟန်ပြုပေးလိုက်ပါမယ်အဲ့ဒီမှာယဟန်ပြုပေးကြီးမယဟန်ဖြစ်တာဆိုတော့ဘာမှပြောကောင်းမှမဟုတ်ဘူးလို့ထင်တယ်ရှိတယ်သို့တော်တခြားသည်ဗျပြောလို့အင်မတန်ကောင်းတယ် ငါစာလဲတင်နိုင်တော့တာမဟုတ်ဘူးငါ့ကိုမတင်တော်တာတွေကိုပြောသည်မြတ်ငါအကုန်ပြင်မယ်ဟိုယဟန်ကဒီလိုပြောရင်ဒီလိုပြင်လိုက်တယ်ပြောသည်မြတ်အကုန်ပြင်တာအဲ့ဒါရက်ပိုင်းအတွင်အဲ့ဒီရာဒယဟန်ကြီးဟာယဟန်နာဖြစ်တယ်မှန်ပါဗျာသူမဟုတ်တာတွေကိုပြောတာနော်ယဟန်ကြီးဒီလိုမဝင်နဲ့ဒီလိုမပြောနဲ့ဓာတ်ရိုက်ပြောတာနော်ဓာတ်ရိုက်ပြောတာဆိုရင်လူတွေဟာခံနိုင်ခဲ့တယ်နော်ပြီးမှသာကျေးဇူးတင်ခြင်းတင်မယ်ကြားကားသာတော့ထောင်းကနေဒေါသထသွားမယ်ကို့အတ္တကိုလာထိတာဘိုးဗျာ ဟုတ်လားအဲ့တော့အဲ့ဒီရာဂမထေကတော့ခံနိုင်တယ်မဟုတ်ဘူးမဟုတ်လို့ပြောတာငါပြင်မယ်အဲ့ဒီလိုပြင်လိုက်တော့2ရက်3ရက်အတွင်းဘာဖြစ်တယ်ယ ahanan ဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဂါထာလေးတစ်ပုဒ်ဟောတယ်နေဒီနံဝဘဝတာရံယံပတ်တိဝဇ္ဇတတ္တိနံနေကရှဝါရီမေရာဝီတာတိတံပန္တိတံပစီတာတိတံပဇမာနတ္တတိယောဟောတိနပါပိယော ဓိပ္ပယ်ကဘာလဲဆိုတော့ကိုယ့်ရဲ့အပြစ်တွေကိုမကောင်းကြောင်းတွေကိုရှေ့တွင်ပြောဆိုနေတဲ့ပုဂ္ဂိုလ်ကိုယ့်ကိုနှိပ်ဆက်ပြီးတော့ပြောဆိုတဲ့ပုဂ္ဂိုလ်เนาะကိုမကောင်းတာပြောတယ်ဆိုမှတော့ကိုဆင်းရဲပြီလေဟန်ဆောင်ပြီးတော့ရပါတယ်လို့ပြုံးတာနေလိုက်ရတာစိတ်แท้ကတော့သိပ်ပြီးတော့မချိလှဘူးဒါဥစဉ်တို့လည်းဒီတိုင်းပဲဒကာကြီးဒီမကြီးများလည်းဒီတိုင်းပဲဖြစ်ပါလိမ့်မယ်ဒါကြောင့်ကိုမကောင်းတာကိုပြောတယ်ဆိုရင်အဲ့ဒါနှိပ်ဆက်ပြီးတော့တစ်ဖက်ကမလုပ်နေတာလေပြောနေတာ အပြစ်ကိုပြပြီးတော့အဲ့ဒါလိုနှိပ်ဆက်ပြီးတော့ပြောတဲ့အမျော်မြင်ရှိတဲ့ပညာရှိကိုတဲ့မြေဦးထဲမှာပိုင်ရှင်မရှိတဲ့ရွှေဦးတွေကိုပေါ်ပြသလိုမျိုးရွှေဦးကိုညွန်ပြတဲ့လူလို့သဘောထားရမယ်တဲ့မှန်ပါဗျာတစုံတရာသောပုဂ္ဂိုလ်ကဟေဟိုနားမှာပိုင်ရှင်မရှိတဲ့ရွှေဦးကြီးရှိတယ်။သွားယူကြပါလားဆိုရင်ဘယ်လိုလုပ်မှလဲတောက်လျှောက်သွားယူမယ်အဲ့ဒီလူကိုရှစ်ခိုးခြင်းတောင်ရှစ်ခိုးသွားလိုက်အောင်မယ်ဟင်ဒကမကြီးများမှန်ပါဗျာအေးကိုယ့်ရဲ့အပြစ်ကို နှိပ်ဆက်ပြီးတော့နှိပ်ကွပြီးတော့နာနာကျင်းကျင်းအပြစ်မြင်တိုင်းဝမ်းလွဲမသူဟုတ်တိုင်းဆိုတတ်တဲ့ဆရာရဲ့ဂုံကြီးစုတသိတ္တရေတနဲ့ပြည့်စုံတဲ့မိတ်ဆွေသို့မဟုတ်ပညာရှိတယောက်ကိုတွေ့ရတဲ့ဆိုရင်ရွှေအိုးကိုညွှန်ပြတဲ့လူလိုသဘောထားရမယ်အဲ့ဒီလူမျိုးနားထောင်တဲ့ရမယ်မှန်ပါဗျာဒါရီတံပဇာမာနတ္တတေယောဟောတိနပံပိယော တာတိတံထိုကဲ့သို့သောပညာရှိကိုပစ္စမနတ္တချင်းကံသောပုဂ္ဂိုလ်အားတေယောဟောတိနပံပိယောမြတ်တယ်ဆိုတာသာဖြစ်နိုင်တယ်ရှုံးတယ်ဆိုတာမဖြစ်နိုင်ဘူးမြင့်မြတ်တယ်ဆိုတာသာဖြစ်နိုင်တယ်ယုံညံ့တယ်ဆိုတာမဖြစ်နိုင်ဘူးဟုတ်လားအပြစ်ပြပြီးတော့ကိုယ့်ကိုပြောဆိုတဲ့ပုဂ္ဂိုလ်ကိုကိုကတကယ်လို့မြန်ရွှေဥပြတဲ့လူလို့သဘောထားနိုင်မယ်ဆိုရင်ကိုဟာမြင့်မြတ်တဲ့လူဖြစ်မယ်ယုံညံ့တဲ့လူမဖြစ်နိုင်ဘူးမှန်ပါဗျာ ဟာနားထဲကိုတန်ရည်ဘူးနဲ့လောင်းလိုက်တယ်လို့ခံရခက်တယ်ကွာလာမပြောနဲ့ငါတိတယ်ငါတက်တယ်ဆိုပြီးတော့ဒေါသတွေနဲ့ပြန်တုံ့ပြန်ပဲဆိုရင်တော့ယုံညံ့တဲ့သူရှုံးတဲ့သူဖြစ်သွားမှာပေါ့ဟုတ်လားဒါကြောင့်ပေးသပေါင်းသူတော်ကောင်းတို့ဘေးစကားကိုဘလို့နားထောင်မလဲဆိုတဲ့နေရာမှာကိုယ့်ရဲ့မကောင်းကြောင်းတွေကိုယ့်ရဲ့အပြစ်တွေကိုပြောလို့ဟုတ်လာပြီဆိုရင်တော့ပြင်မဲ့စိတ်နဲ့နားထောင်ရမယ်တနည်းအားဖြင့်တော့ဂျေဇူးတင်လိုက်တာ ဒီလူကိုရွှေဥပြတဲ့လူလို့သဘောထားရမယ်။ဒါမှတိုးတက်မှာဗျ။အမှန်ပါဗျ။ဟုတ်လား။ကိုယ့်ရဲ့မကောင်းခွက်ကိုထောက်ပြတဲ့လူတကယ်လို့များလေ။တခါကြီးဒီမိုင်းများပွဲလန်းသမင်သွားကနီးမှာကိုယ့်မျက်နာပေါ်မှာအညစ်အကြေးကြီးတစ်ခုပေးနေတယ်ဆိုကြပါစို့။ကိုကတတိမေးလျော်လို့မှန်မကြည့်ခင်ရလို့တစုံတစ်ခုသောအကြောင်းကြောင့်အဲ့ဒါကိုကိုမသိဘူးလို့ဆိုကြပါစို့။အဲ့ဒါကိုတယောက်ကဟေးမင်းမျက်နာပေါ်မှာလေအညစ်အကြေးတွေပေးတဲ့အဲ့ဒီလူကိုကျေးဇူးတင်ပါလား။ ကျေးဇူးတင်ပါဗောဗျာ။ तू မပြောလို့ရှိရင်ဟိုလူပုံညာတဲ့ရောက်တော့ကိုမလှတာကြီးရွာလေပြသလိုဖြစ်နေပြီ။ဟုတ်လား။အေးကိုရဲ့အပြစ်ဟုတ်တာကိုပြောတဲ့လူကိုမုံလို့ပဲပြောပြောချစ်လို့ပဲပြောပြောကျေးဇူးတင်ကိုတင်သင့်တယ်။တချို့လည်းပဲမုံလို့ပြောတာပါ။ကိုကိုကောင်းစေချင်လို့ပြောတာမဟုတ်ဘူး။မုံလို့ကိုအပြစ်မရှိအပြစ်ရှာပြောနေတယ်။ဒါကြီးအဲ့ဒီအပြစ်ကလည်းတကယ်ရှိနေတတ်တယ်။တကယ်ရှိရင်တော့ပြင်ရမယ်။ပြင်ရပါမယ်။ဟုတ်လား။ ကိုင်းတကယ်မရှိဘဲနဲ့ပြောလာရင်ဘယ်လိုလုပ်ရမလဲခေခံရမယ်